မင်္ဂလာပါရှင်။တနင်္လာရီတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့ဇွန်လ12ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြပြပေးမှာဖြစ်ပါရယ်ရှင်။တနင်္လာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိပုံမှန်တင်ဆက်ပေးသွားပါမယ်ရှင်။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ထဲကအမှတ်30နှစ်ရဲတပ်ရင်အနီးမှာအရခတ်တပ်တော် AA နဲ့စစ်ကောင်စီတပ်တွေနှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့သိရပါဗျ။ မနေ့ကမနက်ပိုင်းအထိနှစ်ဖက်တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီးအေအူးဆောင်တဲ့ပူပေါင်းတပ်တွေကတောင်ချင်းမှာတည်ရှိတဲ့ပြိုင်းစစ်ကေရွာကိုစုမိုးထားပြီးတောင်ကုန်းဘုံမှာတည်ရှိတဲ့အမှတ်30နဲ့ရဲတပ်ရင်အနီးဝန်းကျင်ထိထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ကြောက်ဖြူမှာစစ်ရေးအခြေအနေတင်းမာနေတာကြောင့်စစ်ကောင်စီက အခုလ10ရက်နေ့ကစလို့စစ်တွေမျိုးကနေရေချောင်းနဲ့ရေချောင်းနဲ့ပါအင်အားဖြည့်တင်းနေတယ်လို့သိရပါဗျ။ ဒူဝမြင့်ကလန်မော်ကတရချောင်းမြို့နယ်မင်းတပ်ရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်နဲ့တော်လင်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီးနှစ်ဖက်ထိခိုက်မှုရှိတယ်လို့ဒေသခံတွေကဆိုပါတယ်။မနေ့ကမနက်ပိုင်းမှာတနအီကြာတိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီးစစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးမှုရှိခဲ့တယ်လို့တော်လင်ရေးတပ်ဖက်ကလည်းကစဲဒိုကြားတပ်ဖွဲ့ကတက်စိတ်မှုတအူးကြာဆုံးပြီးနောက်ထပ်တော်လင်ရေးရဲဘော်နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေချိန်ဒွေမြင့်ကာလန်ခိတပိတ်သွားတာကြောင့်အတက်ဆင်းရင်တွေပိတ်မိနေခဲ့ပေမဲ့တိတ်မကြခင်မှာပဲပုံမှန်အတိုင်းပြန်လဲသွားလာလို့ရပြီဖြစ်တယ်လို့သိရပါဗျ။စကိုင်းတိုင်းပလဲမြို့နယ်မှာပြီးခဲ့တဲ့ဇွန်လ10ရက်နေ့ကပြစ်ချခံခဲ့ရတဲ့စစ်ကောင်စီတိုက်လေရင်ပြတ်ကျတဲ့နေရာအနီးမှာမီးလုံကျွမ်းထားတဲ့ရုပ်အလောင်း၄လောင်းရှာတွေ့တယ်လို့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကမနေ့ကအထက်မှန်ထုတ်ပြန်ပါတယ်။ အခုလ10ရက်နေ့မိုးလင်ပိုင်ကပလဲမြို့နယ်ကန်တော့စခန်းသိမ်းတိုက်ပွဲအတွင်းမှာ PLA ကပစ်ချလိုက်တဲ့ Jet Fighter တိုက်လေယာဉ်တစ်စီးပြတ်ကျမိလောင်ခဲ့တာပါ။အဲ့ဒီတိုက်လေယာဉ်ပြတ်ကျရာနေရာအနီးကနေအိမ်တစ်လုံးထဲမှာရုပ်အလောင်း3လောင်းနဲ့ခြံဝင်းထဲမှာရုပ်အလောင်း1လောင်းတွေ့ရှိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ တနင်္သာရီမြို့နယ်တနင်္သာရီမောရောင်ကားလမ်းပေါ်ကတိမ်ခွန်ရွာမှာနှစ်ဖက်တိုက်ပွဲပြန်လည်ပြင်းထန်နေတာ၄ရက်ရှိပြီဖြစ်တယ်လို့မြပြည်တော်လည်တပ်ဖွဲ့ဝင်တွေစီကသိရပါဗျ။အခုလ၈ရက်နေ့ကစလို့စစ်ကောင်စီတပ်နဲ့တော်လည်ပူပေါင်းတပ်တွေနှစ်ဖက်တိုက်ပွဲပြန်လည်ပြင်းထန်နေတာဖြစ်တယ်လို့ဆိုပါတယ်။အခုလ၁၀ရက်နေ့ကလည်းတိမ်ခွန်ရွာအနီးကိုထပ်မံစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ KNLA တရင်၁၁ပူပေါင်းတပ်တွေ ရှစ်နိုင်ကျော်အကြာတိုက်ပွဲပြင်းထန်ခဲ့တယ်လို့သိရပါဗျ။စီရီအချင်းတွေကြောင့်ပိတ်ထားရတဲ့တနင်္သာရီမြို့နယ်ဗန်လမော့ရွာကစာတင်ကြောင်းကို စစ်ကောင်စီတပ်ဘက်ကပြန်လည်ဖွင့်လှစ်ဖို့ဖိအားပေးနေပေမဲ့နန်းနန်ကြီးပြစ်ခတ်မှုတွေလည်းဆက်တိုက်ဆိုသလိုရှိနေတယ်လို့ဒေသခံတွေကဆိုပါတယ်။အရှိမတုံးရအခြေစိုက်အမြောက်တရင်အမတ်တ306ကဘုံမူကနေစာတင်ကြောင်းဖွင့်ဖို့နဲ့ရွာသားတွေရွာမှာပြန်လာနေဖို့ကိုဖိအားပေးနေတာလို့သိရပါတယ်။ အခုလိုဖိအားပေးနေပေမဲ့နန်းလန်ကြီးတိုက်ခိုက်မှုတွေလည်းဆက်တိုက်ရှိနေပြီးမနေ့ကမော်လယ်ပိုင်းတနိုင်ဝင်းကျင်မှာ အမတ306ကနေဘန်းနမော့ရွာနဲ့ရန်ဖို့ရွာတွေဘက်ကိုနန်းလန်ကြီးတွေဆက်တိုက်ပစ်ခတ်ခဲ့လို့ဆိုပါတယ်ပေါ်တာဆွဲပြီးအတင်းအာရမတက်သားသိစုဆောင်ခံရလို့စစ်ကောင်စီတက်သားဖြစ်လာသူတို့အခုလအစမှဒေါနာစစ်ကြောင်တက်ခွဲလေကံပေါက်ဒေတာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စီမှလက်နက်နဲ့တကွအလင်းဝင်လာတယ်လို့တပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။ အလင်းဝင်လာသူဟာရန်ကုန်တိုင်းတင်ကန်းကျော်မြို့နယ်မှာနေထိုင်သူဖြစ်ပြီးပေါ်တာဆွဲခံရတာကြောင့်အပတ်စဉ်ခနဲ့စစ်မှုထမ်းတင်တန်းဆင်ထားသူတယောက်ဖြစ်တယ်လို့ဆိုပါတယ်။လက်နက်ကြီးစံတွေနဲ့တကွအလင်းဝင်လာတာကြောင့်စူဂျင်းငွေချင်းမြင့်ပြီးလက်ရှိမှာလွတ်မြောက်နေမျိုးကိုပို့ဆောင်ပေးလိုက်ပြီလို့ကံပေါက်ဒေသပြည်သူ့ကော်မတီတပ်ဖွဲ့စီကသိရပါတယ်။ တင်းလာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းစီစဉ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။